ရှင်တွေအားလုံးတာလီစွာပါ Development Media Group DMG ရဲ့2025ခုနှစ် Match လ15ရက်နေ့အတွက်သတင်းအသံထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့အစီအစဉ်မှာတော့ UNA ပညာရေးဌာနမှာတာဝန်ထမ်းဆောင်ဖို့ဝန်ထမ်းတွေဖိတ်ခေါ်တဲ့အကြောင်းကြောက်ဖြူကရွှေတဘာဝတန်းွေပိုက်လိုက်အင်းဒီမှာစစ်ကောက်စီလက်နေကြီးတွေကြားရောက်တဲ့အခြေအနေညောင်ကျိုးကြပြီးတဲ့နောက်ပိုင်းကာပါစစေယုံတွေမှာစစ်ကောက်စီကလုံခြုံရေးတိုးမြင့်တဲ့သတင်းတွေအပါအဝင်တခြားစိတ်ဝင်စားစရာသတင်းတွေကိုလည်းတင်ဆက်ပေးပါမယ်။ ပထမဆုံးအနေနဲ့ UNLA ပညာရေးဌာနမှာတာဝန်ထမ်းဆောင်ဖို့ဝန်ထမ်းတွေဖိတ်ခွန်နေတဲ့သတင်းကိုတင်ဆက်ပေးခြင်းပါတယ်။အာရခတက်တို့ AA ထိန်းချုပ်ထားတဲ့ရခိုင်ကမြို့နယ်တွေမှာ2025-2026ပညာသင်နှင်းနဲ့ကျောင်းတွေကိုပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက်အာရခပညာရေးဌာနကဆရာဆရာမဝန်ထမ်းတွေခုံနေတယ်လို့သိရပါတယ်။ရခိုင်မှာ2023ခုနှစ်ကွန်ပိုက်ကစလို့တိုက်ပွဲတွေကြောင့်ပိတ်ထားခဲ့ရတဲ့စာသင်ကျောင်းတွေကိုလာမယ့်စာသင်နှစ်မှာပုံမှန်ဖွင့်လှစ်နိုင်ဖို့ UNLA ကစီစဉ်နေတာပါ။ တိုက်ပွဲတွေနဲ့ပြည်သူတွေမှာနေရအနဲ့အိုးအိမ်စွန့်ခွာထွက်ပြေးနေရတာစစ်ကောက်စီရဲ့လေကြောင်းအန်တီရီတွေကြောင့်စာတန်ကြောင်းတွေပိတ်ထားခဲ့ပေမဲ့အခုအခါမှာတော့ကလေးငယ်တွေရဲ့ပညာရေးမှာအလန်းမဝေးစေဖို့အတွက်စစ်ဆင်ရတာဖြစ်တယ်လို့ပညာရေးအသံအဝိုင်းတွေကဆိုထားပါတယ်။ဒါကြောင့်ကြောက်ပိတ်ထားတဲ့အကျိုးဆက်တွေအဖြစ်ကြောက်သားကြောက်သူတွေမှာပညာရေးနဲ့အလန်းဝင်နေပြီးကြောက်ပြင်ပေါက်ကိုရောက်ရှိသူအများအပြားရှိလာတဲ့အတွက်ကြောင့်ကလေးတွေရဲ့အနာဂတ်ကိုစိုးရိမ်စရာဖြစ်လာတယ်လို့ကြောက်သားမိဖတွေကဆိုပါတယ်။ ရခိုင်တပ်ဖွဲ့အကျိုးဆက်ကြောင့်ဒေသခံ6သိန်းကျော်မှနေရဆုံးခွန်နေရပြီးတော့တိုက်ပြည်ရဲ့အနာဂတ်မျိုးဆက်တဲ့လူငယ်တွေမှာလည်းစာသင်ခန်းပြင်ပကိုရောက်ရှိသွားကပညာရေးလမ်းတခန့်ရမ်းနေခဲ့ကြောင်းကြောက်သောမိဖတွေကပြောဆိုထားကြပါတယ်ရှင်။ဆက်လက်ပြီးတော့ကြောင်းပြူကရွှေတဘာဝဒန်းငွေပိုက်လိုင်းအင်းဒီမှာစစ်ကောက်စီလက်နယ်ကြီးတွေကြားရောက်တဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။ ရခိုင်ပြည်ကြောက်ပြုံမြို့နယ်မှာစစ်ကောင်စီနဲ့ ARC တပ်တော် AA တို့နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်ကောင်စီရဲ့လက်နက်ကြီးပိုက်ခတ်မှုနဲ့အတူရွှေသဘောတံငွေပိုက်လိုင်းအနိမ့်မှာကြက်ရပောက်ကွေးမှုတွေရှိတယ်လို့သတင်းရရှိပါရတယ်။ ဒံငွေပိုက်လိုင်းဖြတ်တန်းရာကြက်ထင်ရွာနဲ့ဥကန်းကြီးရွာအနီးမှာဖေဖော်ဝါရီလ20ရက်နေ့ကစပြီးတော့နှစ်ဖက်တိုက်ပွဲတွေဟာပြင်းထန်နေကြတာဖြစ်ပြီးစစ်ကောင်စီပစ်ခတ်တဲ့လက်နက်ကြီးကြီးတွေဟာပိုက်လက်အနှင်းကိုမကြာခဏဆုတ်တော့ကြာရပောက်ကွဲမှုနဲ့ရှိနေတာပါပြစ်ခတ်တဲ့ဖေဖော်ဝါရီလ25ရက်နေ့ကဒံငွေပိုက်လိုင်းရှိတဲ့နေရာနဲ့ဘေး30လောက်သာကွာဝေးတဲ့ဥကန်းကြီးရွာကိုစစ်ကောင်စီကလေကြောင်းနဲ့ဘုံကြီးတိုက်ခတ်ခဲ့တယ်လို့ဒေသခံတွေကပြောကြပါတယ်ကြောက်ဖြုံမြို့နယ်မှာတဘောဒံငွေပိုက်လိုင်းတွေ့ထားတဲ့ area တွေဟာမလာကျွန်းကြီးရွာကစပြီးတော့မန်တက်တောင်ပြတဲ့ ယ်၊တဖန်ခါ၊တပြုတ်တောင်၊ဥကန်၊တောင်ချောင်း၊ကလဘာတောင်စတဲ့ကျေးရွာတွေကနေတဆန်အမျက်နဲ့ဖက်ကိုဖြစ်သန်းသွားတာဖြစ်ပါတယ်။စစ်ကောင်စီဟာချက်ထင်းဥကန်တောင်ချောင်းနဲ့ကလဘာတောင်ကျေးရွာတို့ကိုနေ့စဉ်နေမှာလက်နေကြီးတွေနဲ့လေကြောင်းတိုက်ခတ်မှုတွေပြုလုပ်နေပြီးတော့အဲ့ဒီပိုက်ခတ်မှုတွေဟာလည်းပိတ်လိုက်ဧရိယာနေမှာကြားရောက်ခဲ့တာဖြစ်ပြီးနေအများအပြားဟာလည်းမင်းလောင်ပြက်စီးခဲ့ရပါတယ်။မြောင်ကျိုးကြပြီးတဲ့နောက်ပိုင်းကမ္ဘာစစဲယုံတွေမှာစစ်ကောက်စီလုံခြုံရေးတိုးမြင့်တဲ့တဲ့တင်ကိုလည်းတင်ဆက်ပေးဦးမှာပါ။ ပဲဘကူတိုင်းပဒောင်းမြို့နယ်ညောင်ကျိုးစခန်းကိုတော်လိုင်းရဲတပ်တွေကသိမ်းပိုက်ပြီးနောက်ညောင်ရှိတကျေးရွာအနီးမှာရှိတဲ့ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစာလျှောက်တန်ရေကျုံစက်ရုံပါဝင်အနီးအနားကပ္ပစာစက်ရုံတွေမှာလုံခြုံရေးတိုးမြင့်ထားတယ်လို့သိရပါတယ်ညောင်ကျိုးစခန်းကိုအာရခတက်တော်ရဲ့ပါဝင်ပူပေါင်းတက်တွေကမက်ရှလ73ရက်နေ့မှာသိမ်းပိုက်ပြီးတဲ့နောက်မက်ရှလ74ရက်နေ့မှာစစ်ကောင်စီထိပ်ပိုင်းကောင်ဆောင်တွေဟာကပ္ပစာစက်ရုံတွေမှာလုံခြုံရေးတိုးမြင့်ပြီးခံစစ်ပြင်ဆင်နေတာလို့ဒေသခံတွေကရှုမြင်နေကြပါတယ် လက်ရှိမှာတောင်ကောက်ပဒေါန်လမ်းပိုင်းရှိလက်ကျန်ရှင်ကုန်တက်စခန်းကိုတော်လန်ရေးတပ်တွေကသိမ်းပိုက်နိုင်မှာကစစ်ကောင်စီရဲ့စစ်ရေးအတွက်အရေးပါတဲ့ကပ္ပဆတ်စက်ရုံတွေကိုရှင်းလျှောက်လာနိုင်တယ်လို့စစ်ရေးလေ့လာသူတွေကသုံးသပ်နေကြပါတယ်။ပဲခူးတိုင်းနောက်ဘက်ပဒေါန်မြို့နယ်ဥရှိပင်တက်နေမှာစစ်ကောင်စီရဲ့ကပ္ပဆတ်9ကပ္ပဆတ်6ကပ္ပဆတ်9နဲ့ကပ္ပဆတ်16တို့တည်ရှိနေတယ်လို့သိရပါတယ်။သတင်းတွေကိုတင်ဆက်ပေးနေပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်ကတော့ထိုင်းမြန်မာနေဆက်မှာရှိတဲ့ပူလူတူစခန်းကိုသိမ့်ပိုက်ကြောင်း KNU ပြောတဲ့သတင်းပဲဖြစ်ပါတယ်။ထိုင်းမြန်မာနေဆက်ကရင်ပြည်နယ်ဖတ်အန်ကရင်ပိုင်ကျုံမြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်ဆွဲထားတဲ့ခလရ3တိုက် point 1148ပူလူတူအခြေစိုက်စစ်ကောင်စီအခြေကောက်စခန်းကိုဒလန်ရဲပူပေါင်းတပ်ဖွဲ့တွေကအပြစ်သက်သိမ့်ပိုက်နိုင်ခဲ့တယ်လို့ကရင်မျိုးသားအစည်းအရုံး KNU ကဒီကနေ့မှသတင်းထုတ်ပြန်လာပါတယ်။ ်ပုလူတုစခန်းကိုကညာမြတ်သားလွတ်မြောက်ရေးတက်မတော် KN လေတက်မှာခနဲ့တည့်ရက်နှစ်နဲ့ဥဆောင်ပြီးကညာမြတ်သားကာကွယ်ရေးတက်ဖွဲ့ KNDO နဲ့ဒုလရင်ပူပေါင်းတက်ဖွဲ့တွေကမနေ့ကမက်ရှလဆီလီယန်နဲ့မှပြည်သက်တင်းပယ်နေခဲ့တာပါစခန်းသိမ်းတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သား7ဦးသေဆုံးခဲ့ပြီးတော့7ဦးဟာထိုက်ပွဲကိုထွက်ပြေးလွတ်မြောက်သွားကြောင်းသိရပါတယ် ထပ်ပြဲလက်မြောက်သူစစ်တူအ ਨੇ ကသုံးဟာဒဏ်ရာရှိသွားပြီးတော့သူတို့ဟာလက်နက်ငယ်နှစ်လက်လက်ပတ်ပြုံးတစ်လုံးနဲ့အတူလွတ်မြောက်သွားခဲ့တာဖြစ်ပါတယ်တိုက်ပွဲအတွင်းမှာကញ្ញံမြောက်သားလွတ်မြောက်ရဲ့တပ်မတော်ဖက်က၆ဦးဒဏ်ရာရှိခဲ့ပြီးတော့သုံးဦးမှလည်းသေဆုံးသွားခဲ့တယ်လို့ကံယူကဆိုထားပါတယ်အိပွဲတို့ကိုရခိုင်ပြည်မှာကျင်းပနိုင်အောင်ကြိုးပမ်းမယ်လို့မွတ်စလင်ဒုက္ခသည်တွေကိုမိုဟာမက်ယူနယ်ပြောတဲ့အခြေအနေကိုလည်းတင်ဆက်ပေးဦးမှာပါမွတ်စလင်ဒုက္ခသည်တွေအနေနဲ့နောက်နှစ်မကုန်မီရခိုင်ပြည်ကိုပြန်ရောက်ပြီး အပွဲတော်ကိုကျင်းပနိုင်ရတဲ့အတွက်ကုလသမဂ္ဂနဲ့ပူးပေါင်းသွားမယ်လို့ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့အကြံပေးမိုဟာမက်ယူနက်ကပြောကြားလိုက်ကြောင်းဒါကာထရီဘျူသတင်းတရက်မှာဖော်ပြထားပါတယ်။ပါမောက်ခယူနက်နဲ့ကုလသမဂ္ဂအထွေထွေတင်ယူမှုရှိုးအန်တိုနီယိုဂူတာရက်တို့ဟာမက်ရှလာ၁၄ရက်နေ့ကဥခိယစခန်းကိုတွားရောက်ခဲ့စဉ်ကမွတ်စလင်တွေနဲ့တွေ့ဆုံတဲ့အခါအခုလိုပြောကြားခဲ့တာပါ။ တခြားသတင်းတရက်အနေနဲ့လည်းအစိုးပိုင်းကဂူတာရက်နဲ့ယူနက်တိုတွေ့ဆုံချိန်မှာအထွေထွေအတွင်းရေးမှူးချုပ်ကနိုင်ငံတကာတိုင်ဝမ်ကမွတ်စလင်တွေကိုမေးရိုးနေပြီလို့ပြောကြားခဲ့ကြောင်းကိုလည်းဖော်ပြထားပါတယ်။မိမိအနေနဲ့မြန်မာနိုင်ငံမှာမုံထုတ်ခံရတဲ့မွတ်စလင်ဒုက္ခသည်တွေနဲ့အတူတသားတည်းရဲ့တည်ကြောင်းပြသဖို့ရက်ဒမန်ဥပုပ်ကာလမှာယခုကဲ့သို့ရောက်ရှိလာတာလို့လည်းကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ဒိုနယ်ထရန့်အစိုးရဗီဇာပိတ်မဲ့နိုင်ငံစီးရင်ထင်းမှာမြန်မာနိုင်ငံပါဝင်တဲ့အခြေအနေပဲဖြစ်ပါတယ်။အမေရိကန်သမ္မတဒိုနယ်ထရန့်အဆိုအရမြန်မာအပါအဝင်နိုင်ငံပေါင်း53နိုင်ငံကနိုင်ငံသားတွေကိုပြည်ဝင်ခွင့်ဗီဇာပိတ်ဖို့မူကြမ်းအစီအစဉ်တစ်ခုရေးဆွဲပြီးတုံ့တက်နေကြောင်းအမေရိကန်သတင်းဌာနတွေကရေးသားထားပါတယ်။ နယူးယောက်တိုက်သတင်းစာနဲ့ရိုက်တာသတင်းဌာနတို့ဖော်ပြချက်အရထရန့်အစိုးရအဖွဲ့ကပနမဆင်းရဲပြူစုထားတဲ့အဲ့ဒီနိုင်ငံ53နိုင်ငံကိုလိန်မော်ယောင်အနေယောင်နဲ့အဝါယောင်အုပ်စုဆိုပြီးတော့တုံးစုခွေထားပါဗျ။မြန်မာနိုင်ငံပါဝင်တဲ့လိန်မော်ယောင်အုပ်စု10နိုင်ငံရှိပြီးနိုင်ငံသားတွေကိုကျောင်းပီစာနဲ့ခရီးသွားအလေအပတ်ဗီဇာပိတ်ပင်မှာဖြစ်ပြီးငွေကြေးရှမ်းတာသူတွေသာတက်နိုင်တဲ့ဗီဇာကိုလျှောက်ထားဖို့လမ်းဖွင့်ပေးထားပါဗျ။ ထရန့်ဆိုရာကဒေါ်လာ5သန်းပေးပြီးဝေလို့ရတဲ့အမေရိကန်မှာအမြင့်နေထိုင်ခွင့်ရွှေဝါရောက်ပီဇာအမျိုးအစားကိုမကြာသေးမီကကြေညာခဲ့ပါတယ်အဲ့ဒီမှာလင်မိုယာအုပ်စုနိုင်ငံတွေအားလုံးဗီဇာလျှောက်ထားရမှာကံတန်ယုံမှာလူတွေ့မေးမြန်းမှုကိုပြုလုပ်ရမှာဖြစ်ပါတယ်။တခြားလင်မိုယာအုပ်စုမှာမြန်မာနဲ့အတူပါဝင်တဲ့နိုင်ငံတွေဟာစစ်ကောင်စီအကြီးအကဲမကြာသေးမီကတွားရောက်ခဲ့တဲ့ရုရှားနဲ့ဘီလာရုစ်နိုင်ငံတွေပါဝင်သလို လာအိုပါကစ္စတန်နဲ့တောင်ဆူဒန်နိုင်ငံတို့လည်းပါဝင်ပါတယ်။ အနေအားအုပ်စုမှပါဝင်တဲ့နိုင်ငံတွေဟာလုံးဝအမေရိကန်နိုင်ငံကိုလာရောက်ခွင့်ပိတ်ပင်ခံရမှာလေးဖြစ်ပါတယ်။အဲ့ဒီနိုင်ငံတွေကတော့အီရန်၊မြောက်ကိုရီးယား၊လေဖျား၊ဗန်နီဆွေးလား၊ဆူဒန်နဲ့နိုင်ငံပေါင်း70နိုင်ငံ ပါဝင်ပါတယ်။အဝါယာအုပ်စုမှပါဝင်တဲ့နိုင်ငံတွေဟာအမိန့်ထုတ်ပြန်ပြီးရေပောင်း60အတွင်းအမေရိကန်နဲ့လူဝင်မှုကြီးကြပ်ရေးကိစ္စတွေမှာပုံမပူပေါရမှာဖြစ်ပြီးတော့လာဝကစင်းမြင့်တွေကိုလည်းတိုးတက်အောင်လှုပ်ဆောင်ရမယ့်နိုင်ငံတွေဖြစ်ပါတယ်။ဒီနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရန်နာလိုက်ပါတယ်။ ီအစီအစဉ်ကိုတလင်းလာနေကနေစနေနေ့တွင်မှညာရှင်းနိုင်အရှင် DMG ရဲ့ Facebook စာမျက်နှာနဲ့ SoundCloud တို့ကမှ DMG Online Radio လို့ရှာပြီးနားဆင်နေပါတယ်။နောက်တော့ဆင်ကြတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။